first ကျွန်တော်အ page chapter လေးကိုကြော်ညာလေးနဲ့ပတ်တဲ့နေလေးကိုပြပေးတော့မှာဖြစ်ပါတယ်။အကျွန် chapter ဘက်ကိုရွှေ့လိုက်မယ်ဒီမှာပုံမှန် chapter လေးဆိုလို့ရှိရင်ကျောင်း mlog လောက်ပြီးတော့ဖတ်ရမှာနော်50ဆိုလို့ရှိရင်50တန်း50 mlog လောက်ပြီးဖတ်ရတယ်။ဒီကောင်တွေက mng 00လို့ပြထားတယ်ဘာလို့လဲတော့မသိဘူးပေါ့နော်။အဲကျွန်တော်ဖတ်ချင်တဲ့ chapter တစ်ခုနေလိုက်မယ်။တော့ခတ်ထားတဲ့ chapter ပေါ့နော်။ပြီးရင် wedge 80ဆိုတော့နေလိုက်မယ်။ပြီးရင် open areas ကိုနေပြီးပါကြော်ညာမကြည့်ရသေးဘူးဆိုတော့ပေါ့နော်။ open edge ဆိုနေမယ်နေပြီးတော့ဒီချက်မှာထိတ်ဆုံးမှပေါ်လာရဘူးပေါ်ဘူးတော့ဆိုတော့ site ထဲဝင်လိုက်ပါ okay ဒီ site ထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ပထမအဦးဆုံးလုပ်ရမှာကအဲတချို့တွေ VPN ချိန်ထားဖို့လိုရင်လိုလိမ့်မယ်ပေါ့နော်အာတချို့တွေကတော့မလိုပါဘူးအဲကျွန်တော်ဒီမှာအောင်နာလေးကိုနည်းနည်းဆွဲပြီးတော့ site ထဲရောက်ချင်ပါတော့ sax ဆိုရဲကောင်းလေးရှိတယ်မယ် sax ဆိုရဲ man blue အာ ဆက်ကလုတ်တရားတွေပေါ့နော် MRDREM drain လို့ရိုက်လိုက်ပါအသေးကြီးပါအသေးကြီးကြီးပဲ drain ပေါ့နော် DRM drain လို့ရိုက်ပြီးသွားရင်နောက်တစ်မျက်နှာရောက်ပါမယ်နောက်တစ်မျက်နှာရောက်လို့ရှိရင်အောင်နာလေးကိုနည်းနည်းဆွဲပါမယ် Okay အောင်နာလေးကိုနည်းနည်းဆွဲဆိုတော့ဒါလေးတွေ့ရလိမ့်မယ်ကျွန်တော်ကောင်တောင်းလေးပေါ့နော် second ရည်နေတဲ့ကောင်တောင်းလေးအဲ့ဒါ20 second ပြည့်သွားလို့ရှိရင်ကြော်ညာကြည့်တဲ့ဟာလေးပြီးပြီပေါ့5 4 3 2 1ထိုင်ရက်โอเค ဒီလို dam လို့ပေါ်လာရဆိုလို့ရှိရင်ကျွန်တော်တို့ဖတ်မဲ့အပိုင်းကိုဖတ်လို့ရပါပြီပြီးတော့ back ထွက်လိုက်ပါဆိုတော့ကျွန်တော်ဒီမှာ decide ပေါ့နော်အဲ့ဒီမှာ dam ကိုနေပြီးတော့ကျွန်တော်ဆက်ဖတ်လို့ရပါပြီ dam ကိုနေလိုက်မှဆိုလို့ရှိရင် chapter 30 page chapter ကိုဖတ်လို့ရပါပြီအဲ့လိုကြောင်ညာကြောင်ညာမကြည့်ဘဲနဲ့ကျွန်တော် dam ကိုနေကြည့်လိုက်မယ်ပေါ့နော် west ad dam ကိုနေလိုက်လို့ရှိရင်ဒီမှာ data မျိုး error ဖြစ်ပါလိမ့်မယ် short ကြော်ညာလေးကိုကြိုကြည့်တာလို့လည်းရတယ်။ဥပမာကျွန်တော်ကအခုချက်ချင်းမဖတ်သေးဘူးဗျာဒီ watch ID မှာ down မဖတ်သေးဘူးဒါပေမဲ့ give you wood dog ဝင်သွားပြီးတော့ဖတ်ထားလို့ရပါတယ်။အဲ့လိုဖတ်ချင်တယ်ဆိုလို့ရှိရင် browser မှာဖွင့်တာပိုအဆင်ပြေပေါ့နော်ဒီမှာအပေါ်အဆက်30ကိုနှိပ်ပါ။ open in browser ကိုနှိပ်လိုက်ပါ။ open in okay အဲ့ဒါ messenger မှာပဲ link ကိုပြင်ပြီး facebook မှာပဲ link ကိုပြင်ပြင်အဲ့လို open in လုပ်ပြီးတော့ဟိုလောက်လို့ရပေါ့နော်။အဲ့ကျွန်တော်ဗီဒီယိုလေးခဏရက်မယ်နော်။ ်ဆိုတော့ကျွန်တော်ဒီမှာ danger red light ပေါ့နော်အဲ့ဒါ chapter လေးကိုတွားလိုက်မယ်ဆိုတော့ genius ကိုအာကျွန်တော်အဲ့လိုပဲအတန်းထွက်တယ်ပေါ့နော် web culture လေးအဲ့မှာဒီ ADN နဲ့ဖက်လို့ရတဲ့ chapter တွေဒါမှမဟုတ် coin တရားအာချက်တရားပြီးဖက် chapter တကူကိုဖတ်ပြပါမယ် web ad တန်းအောင်နေလိုက်မယ်အဖက်လို့မရပါဘူးဆိုတော့ကျွန်တော်ဘက်ပြန်ထွက်လိုက်မယ်ကျွန်တော်ကြော်ညာမကြည့်ရသေးဘူးပေါ့နော် web ad ကိုနေပြီး open ad ကိုနေလိုက်ပါမယ်ဒါဆိုလို့ရှိရင်နောက်တစ်ခါတစ်ခုမှပေါ့နော် give you dot com ဖွင့်ပေးလိုက်မယ် ကျောင်းပထမတက်ကိုသွားကြည့်ရင်ဒီအပေါ်ကစာမျက်နှာလေးကိုနှိပ်ပြီးတော့ဒါ Chrome ပေါ့နော်တခြား browser တွေလည်းအဲ့လိုပဲဘက်ကိုရွှေ့လိုက်လို့ရတယ်အဲဒါ tab နှစ်ခုဖြစ်သွားတာပေါ့နော်ကြော်ညာကြည့်တာကဒီဘက်အဲကျွန်တော်ဖတ်တာဒီဘက် okay ဟိုအဲ့တော့ဒီမှာ woofo.com ဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ကျောင်းပထမကလုတ်ခဲ့တဲ့အချိန်မှာဒီမှာ set မှာ D R E N dream လို့ရလိုက်ပါမယ် ပြင်ဆက်ကိုနေလိုက်အောင်ပါပဲโอเคနေပြီးသွားပြီဆိုလို့ရှိရင်အောက်နားလေးမှာ စက္ကန့်လေးပေါ်နေပါမယ်အာဒါစက္ကန့်20ပြီးသွားလို့ရှိရင်ရရပါတော့ဗီဒီယိုခဏရထားမယ်နော်ဟေးဒီလိုဒန်းလို့ပေါ်လာလို့ရှိရင် chapter တစ်ခုဖတ်လို့ရပါပြီအဲနောက် chapter တွေအတွက်ကြော်ညာကြိုကြည့်ထားအနေရတော့အဲ့လိုလုပ်ပြီးသွားလို့ရှိရင်အောက်မှာ post တွေရှိနေမှာပြဒီမှာဒီလိုအနေအောင်လေးတွေနဲ့အာပုံလေးတွေနဲ့ပေါ်တော့အဲ့အရာတွေက post တွေပါကြိုက်တဲ့ post ကို nature လိုက်လို့ရတယ် အဲဒီမှာဒီစာလေးတိုက်တယ်လေးကိုနှိပ်လိုက်ပေါ့နော်တိုက်တယ်လေးကိုနှိပ်လိုက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်နောက်ထပ်စာမျက်နှာတစ်ခုရောက်မယ်အဲ့မှာအောက်နာလေးကိုဆွဲမယ်ဆိုလို့ရှိရင်အဲဒီမှာအနီရောင်လေးနဲ့ဒီလိုလေးပေါ်နေလိမ့်မယ်ဒီလိုဒန်းလို့ပေါ်လာရင်ရပါပြီအဲ့လိုပဲနောက်ထပ် post တစ်ခုကိုထပ်နေပြီးတော့နောက်ဆက်က20စောင်းလို့လည်းရတယ်ပြီးရင်ကျွန်တော်တို့ဒီအပေါ်အဆက်လေးဒီ tab လေးကိုနေပြီးတော့ပေါ့နော်ကျွန်တော်တို့ ဘက်ထွက်လိုက်ဘက်ထွက်လိုက်လို့လည်းရတယ်ဘဲမထွက်ဘဲနဲ့ဒီလိုတက်ချင်းပြီးတော့သွားကြည့်လည်းရတယ်မတန်းအောင်နေပြီးတော့ဖတ်လို့ရပါပြီ chapter 15ပြီးရင်တော့ဒါ chapter 15ဖတ်ရမလို့ကျွန်တော်ကြိုက်တဲ့ chapter ပေါ့နော် chapter 25ကိုဖတ်မယ်ဆိုလို့ chapter 25ကိုနေလိုက်မယ် watch ad နေလိုက်မယ်ဒန်းကိုပဲတန်းလိုက်လိုက်မယ်ကြောင်ညာကြည့်ကြရမျိုးပါဘာဖြစ်လို့ကျွန်တော်တို့ခဏကြောင်ညာနှခါကြည့်ရတာဖြစ်တဲ့အတွက်ပေါ့နော်ဒန်းကိုနေလိုက်မယ် okay ဒါဆို chapter 25ကိုရောက်ပါပြီအဲဖတ်လို့ရပြန်တော့ chapter တခုချက်ပတ်ကြည့်မယ် chapter 29 watch ad ဒန်းကိုနေလိုက်မယ် အဲမရတော့ဘာလို့ဆိုကျွန်တော်တို့ကကြော်ညာကိုနှစ်ခါပဲကြီးရဖြစ်လို့နှစ်ခါကြီးလို့ရှိရင်အာနှစ်ခါဖက်လို့ရမယ်ပေါ့နော်အဲ့လိုချိုးချီထားလို့ရအောင်ပြောပြတာပါဆိုတော့အားလုံးပဲနားမလည်လို့ပြပါတယ်နားမလည်လို့ရှိရင်လည်း comment မှာဖြစ်ဖြစ်အဲ့လိုမရင်ကောင်းအောင်ဖြစ်ဖြစ်သွားမေးလို့ရပါတယ်